မြန်မာတက်စားပိုင်ရှင် YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်เนาะကျွန်တော် TikTok မှာလည်း၃ဘွဲ့တင်ပြပါကြီးအခုဒီမှာ၃ဘွဲ့ထပ်ပြီးတော့ရွေးချယ်ပေးမှာခင်ဗျာလေအဲ့ဒါကတော့ပထမဦးဆုံးအနေနဲ့အဲပြောရမယ်ဆိုလို့ရှိရင်အဲ Spain နဲ့ Turkey ဘွဲ့ပဲဖြစ်ပါတယ်เนาะအဲ့တော့ Spain အနေနဲ့ဒီနေ့ပေါက်ကြီးကတော့နှလုံး minus 20ကိုပေါင်းကြီးသုံးလုံးပိုင်းနဲ့တရားအနေဒါဖြစ်နေပါတယ်เนาะတိဘက်ဆရာမဆိုလို့ရရင်15မှ17မှဖြစ်ပြီးတော့တူရကီနိုင်ငံခဲ့သူရှိရင်လည်း GD အရစပိန်ကနောက်တစ်ဆင့်ကိုတက်တာပြီးဖြစ်ပါတယ်တူရကီကတော့ကျွန်တော်ပလေးအော့ကိုဂမ်းမှာဖြစ်ပါတယ်ပေါ့အဲ့တော့ဒီနေ့တင်းရဲ့8တွေမှာဆိုလို့ရှိရင်လည်းစပိန်2ပိန်2ချိန်တွေ့ဆုံခဲ့တာ2ချိန်လို့အနိုင်ရရှိခဲ့တဲ့6-0တွေ3-0တွေဖြစ်ပါတယ်အဲ့တော့ လိုင်းအနေထားမှာဆိုလို့ရှိရင်စပင်ကပိုတာတယ်ပိုတာတဲ့အတွက်ကြောင့်လည်းဒီနေ့နှလုံးသရေရနေနှလုံးပိုင်းနဲ့20အထိကိုထည့်ပြီးအကြောပေးထားတာဖြစ်ပါတယ်ဆိုတော့ရှင်းပါရဲ့ကျွန်တော်တို့ပွဲစဉ်တွေအဲပြီးသွားခဲ့ပြီဘယ်ဂျီယန်ဆိုတဲ့ sorry ရောနယ်သာလန်ဆိုတဲ့နယ်သာလန်ကန်ဝါရယ်ပြင်သစ်ဆိုတဲ့ပြင်သစ်ဂိုးပြတ်တွေကြီးပဲကန်ဝါရယ်တွေ့ရှိရတယ်ဖြစ်တော့ဂျာမနီနဲ့ဂျာမနီနဲ့တွေ့ရှိရဆိုတော့ဒီနေ့နှလုံးသရေနှလုံးပိုင်းနဲ့20ရောတိပယ်စရာမှာလည်းကျွန်တော်25မှတ်နဲ့အသာစီးရနေတယ်ဆိုတော့ ဒီနေ့ကတော့သူအနေနဲ့ဒါဂွန်တေးခါနေနဲ့ကန်သွားမယ်လို့ကျွန်တော်ယူဆတယ်အဲ့တော့တူရကီနဲ့စပိန်ရဲ့ပွဲစဉ်တွေကိုကျွန်တော် ထုံးစံအတိုင်းပဲနှလုံးသားနေစကြည့်ရမယ်ကျွန်တော်ဂိုးပေါ်လေးကိုပဲကြိုက်ပါတယ်နော်အဲ့တော့နောက်တစ်ဝဲကတော့ Australia နဲ့ Bosnia Australia နဲ့နေတဲ့ဒီနေ့အိမ်ကွင်းမှာ1.90ပြီးတော့ဂိုးပေါင်းနေနဲ့3လုံး plus 10ဖြည့်ပြီးတော့ဒီနေ့သင်းရဲ့အဲဒါဇေယားမှာဆိုလို့ရှိရင်လည်း16မှတ်16မှတ်ဖြစ်နေတယ်ဆိုတော့နှစ်မှတ်တော့ကွာတယ်နိုင်တဲ့အသင်းဟာ နော်ဆင်ကိုတက်လန်းတော့မှာဖြစ်ပါတယ်အဲ့တော့အော်စီးယားအနေနဲ့နှမတ်တော့တာတယ်ဒီနေ့အိမ်ကွင်းမှာတရေခံခံဝိုင်းရင်တော့မှာဒါသူ့အနေနဲ့နော်ဆင်ကိုတန်းတက်သွားပြီဖြစ်ပါတယ်ပိုစီနီယာအနေနဲ့လည်းကျွန်တော်နောက်ဆုံးခံခဲ့တဲ့၅ပွဲမှာဆိုလို့ရှိရင်လည်းတပွဲပဲရှုံးသားတယ်အဲ့ဒါကတော့ဒေါ်စီးယားကိုအိမ်ကွင်းမှာ1-2နဲ့ရှုံးသားခဲ့တာဖြစ်ပြီးတော့နောက်ကျန်တဲ့၄ပွဲမှာဆိုရင်တပွဲတရေ၃ပွဲနိုင်ရရှိတယ်အော်စီးယားအနေနဲ့ကျရူမီနီးယားကို ဟို1စီးနဲ့ရှုံထားတာကိုတွေးရှိရပြီးတော့ကျွန်တော်တို့ဒါပထမဆုံးဘက်မှာရှင် Cyber Deck ကို ZD နဲ့ Z2 နဲ့အနိုင်ရရှိတာဖြစ်ပါတယ်ဆိုတော့အဲ့ဒီဘက်ပဲရှုံထားခဲ့ရတွေ့ရှိရတယ်တေးပဲဆရာမဆိုလို့ရှိရင်လည်း16 map 16 map ဖြစ်ပြီးတော့နံပါတ်ပဲကွာနေတယ်9နဲ့အသင်းတန်းတက်မယ်ဒါပဲမဲ့အဲအင်ဂွေအဲအင်ဂွေဩစတြေးလျကဒီနေ့1.90ပြီးကိုပေါင်းကြီး3.30ပေးထားပါတယ်အဲ့တော့ပိုစတီနီယာလည်းအခုခြေကောင်းနေတယ်ဒီနေ့တင်းရဲ့ H3 မှာဆိုလို့ရှိရင်လည်းတပွဲနိုင်နှစ်ပွဲတည်းတပွဲနိုင်နဲ့ဒါလိုမျိုး Bailing ကညီနေတယ်အဲ့တော့ ။ပေါ့စီရ1မိုင်း80 1မိုင်း90လောက်ပြင်းရှာနေပြီးဂိုးပေါင်းကြီး3လုံး10ပဲပြလာခြင်းအရာကျွန်တော်နေနဲ့အော်စတြေးလျနိုင်ငံကလည်းတကူလောက်ပဲနှစ်ခုမပြောက်ယူစားတယ်။အဲ့တော့ကျွန်တော်နေနဲ့ဘော့စနီးယားဘော်ဒီလေးကိုပဲကြိုက်ပါတယ်နော်။အဲ့တော့ဘော်စနီးယားဘော်ဒီဖြစ်ပါတယ်။နောက်တစ်ပွဲကတော့ကျွန်တော်ဝေးနဲ့အဲမြောက်မစီလိုနာဖြစ်ပါတယ်။ဆိုတော့ဝေးနေတဲ့ဒီနေ့အိမ်ကွင်းမှာတလုံးဆိုလို့ရှိရင်ပြား30ပဲဖောက်ထားပြီးတော့ဂိုးပေါင်းအနေနဲ့ကတော့ ဒါနှလုံးမိုင်းနဲ့90အနေလားဖြစ်ပါဆိုတော့ဟိုဝေးလဲဝေးနိုင်မြောက်မစီတော့တဲ့ဒီလိုပဲ73မှ73မှဖြစ်နေပါသူ့တယ်မှာဘယ်လဂျီယန်ဖြစ်တယ်ဆိုတော့ဘယ်လဂျီယန်ကတကယ်လို့အဲတရေဖြစ်ပြီးတော့76မှဖြစ်သွားမယ်မြောက်မစီတော့နာကလည်းနိုင်သွားမယ်ဆိုရင်လည်း76မှဖြစ်တယ်ဒါပေမဲ့ GD ရဘယ်လဂျီယန်အများဆုံးဖြစ်နေတဲ့ကြောင့်ဘယ်လဂျီယန်အနေနဲ့ဒီနေ့ပေးတဲ့ပေါက်ကြီးရတယ်ဟိုကျွန်တော်ဘယ်လိုကြီးတော့เนาะ6လုံးဆိုရင်အာအပြည့်စားကြီးဖြစ်နေ6လုံး90နာပေါက်ထားပြီးတော့ဂိုးပေါင်းကြီးက6လုံး 差不多买那特色老包的，哎哎，不要了，就那了，买优惠车嘛，好里里边也不错，那蓝天生态也不错。哎呦，比较喜欢那我玩的玩嘛，玩的里面的古堡。 ကတော့သူအနေနဲ့နှလုံးပိုင်းနဲ့60ပေးထားပြီးတော့အင်ကွင်းမှာ1 plus 30ပေးထား1 plus 30မြောက်မစီဒိုနာ9ပေးထားတယ်ဒီနေ့တင်းရဲ့ H2 မှာဆိုလို့ရှိရင်လည်းတပွဲနိုင်တပွဲတွေတပွဲချောင်းနဲ့လို့ဖြစ်ပြီးတော့ဝေးအနေနဲ့အင်ကွင်းမှာတပွဲတွေ့ဆုံခဲ့တာတပွဲအနိုင်ရရှိတာဖြစ်တယ်ဝေးအနေနဲ့လည်း Leicester လို့အသင်းကိုအဝေးကွင်းမှာ0-1နဲ့အနိုင်ရရှိတာပဲရှိတော့သုံးပွဲစလိုက်ရှုံးထားတယ်ပေါ့လေနော် အဲ့တော့ဒူနန္ဒာကတော့အရှိမဆိုလို့ရှိရင်ဒါကာကစ္စတန်နဲ့လက်ချင်းစတဲ့ဒီနှစ်ပွဲဝင်နိုင်တယ်ဝင်းအနေနဲ့လည်းကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့အားသိမ့်မရဘူးမြောက်ဝစီလိုနာကိုလည်းကြည့်မယ်ဆိုလို့ရှိရင်လည်းဒါတပွဲပတ်အနိုင်ရရှိရတယ်လက်ချင်းစတဲ့ကို5စီနဲ့အနိုင်ရရှိကျွန်တဲ့3ပွဲကတရေ3ပွဲဆက်လိုက်တရေဖြစ်ပြီးတော့နော် sorry ရပြီးတော့2-1နဲ့အနိုင်ရရှိရတယ်ဒီတို့ဆုံးသားတယ်ဒီတစ်ပွဲပဲရှိတယ်အဲ့တော့တေဘယ်ကြီးကမှလည်း73မှတ်73မှတ်နိုင်တဲ့အသင်က play off ကံရမယ်အခုလောစဲတာတာကတော့မြောက်မစီရိုနာကတာတယ်ဂျီဒီအားဖြစ်ကို အဲကိုကိုမကိုကိုဖြစ်ပြီးတော့ဝေးအနေနဲ့လေးကိုဖြစ်တဲ့ငါးကိုกว่าတယ်သူအနေနဲ့အဲဒီအနေနဲ့နောက်မစီဒိုနာကဒါဝေးရဲ့အင်ကွင်းမှာတေးခံခံဝါလဲကိစ္စမရှိတဲ့အနေထားမှာရှိနေတာဒါပေမဲ့ဝေးကလက်ချက်စင်းတဲ့အင်ကွင်းအဝေးကွင်းမှာဟာတကူပဲတွင်းနိုင်တယ်မြောက်ပစီဒိုနာကအင်ကွင်းမှာ5စီးတွင်းနိုင်တယ်ဒါပေမဲ့မြောက်ပစီဒိုနာလို၃ဘက်တိုက်တရေကြထားတယ်ပါကစ္စတန်ကို1-1ဘရဂျီယန်ကိုအင်ကွင်းမှာတော့မှဇီးဇီးနဲ့ကန်တိုင်းနောက်ဆုံးနောက်ဆုံး လစ်လစ်ပြားကိုစီးစီးနဲ့ကန်ထားတာရှိတယ်ဆိုတော့အဲ့လိုတရေတွေပဲခံခံထားတဲ့အသင်းအသင်းကိုဒီနေ့1 plus 30ဝေးနေနဲ့ကြေးဖောက်လိုက်တယ်ဆိုတော့ယူကင်နေနဲ့ဝေးနိုင်သွားမယ်လို့ယူဆတယ်ဝေးမှာတရေနဲ့အနိုင်မယ်ရှိတယ်လို့ယူဆတယ်ဆိုတော့ဂိုးပေါင်းကြီးကလည်းနှလုံးပိုင်းနဲ့80လုံးပိုင်းနဲ့90ဖောက်ထားတယ်ဆိုတော့ကျွန်တော်ဒီနေ့ဝေးပဲကြိုက်ပါတယ်နော်အဲ့တော့ဘာဖြစ်ဖြစ်ဒီနေ့ဝေးနဲ့မြောက်မစီတော့မှာဝေးဒါတကူအတာနဲ့အနိုင်ရရှိတယ်မလို့ကျွန်တော်ယူဆပါတယ်ဝေးတော့မြောက်မစီတော့ဂိုးတော့မပြတ်တော့ဘူးဗျနော် ဂိုးတော့မပြတ်တော့ဘူးဒါပေမဲ့တလုံးသားနဲ့တော့ကန့်နိုင်သွားပဲရှိတယ်ဆိုတော့ဒါပန်နဒီတို့ကျွန်တော်တို့အုံးဂိုးတို့နဲ့တော့ကျွန်တော်တို့နော်ခံမှန်းသွားနိုင်တယ်တရီလည်းဖြစ်ရင်ဖြစ်သွားနိုင်တယ်ဒါပေမဲ့အင်ကွင်းဝေးကိုပဲကြိုက်တယ်နော်အဲ့တော့ဒီနေ့ကျွန်တော်ရွေးချယ်ပေးတဲ့၃ဘက်မှာဝေးဘော်ဒီဘော်ဇီးနီးယားဘော်ဒီပြီးရင်စပိန်နဲ့တူရကီဂိုးဘော်တို့ဖြစ်ပါတယ်ဗျနော်အဲ့တော့ဒီ၃ဘက်တို့ညီကိုအကြံတူနဲ့တင်တော့ like ဆောင်းနေပါတယ်ခင်ဗျာဆိုတော့ Telegram channel လေးမှာကျွန်တော်ဒီည၄ရက်ဆက်အောင်ပွဲခံနိုင်အောင်ကျွန်တော်စူးစမ်းပြီးတင်ပေးထားမှာပါခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်